ီစာသင်ချိန်မှာတော့အိန္ဒိချင်းနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံအကြောင်းကိုလေ့လာကြည့်ကြမယ်နော်ထိုင်းနိုင်ငံကအရှေ့တောင်အာရှမှာတည်ရှိတဲ့စီးမြင့်ခံဘုရင်စနစ်ရှိပြီးတော့ထိုင်းဘုရင်နိုင်ငံလို့လည်းခေါ်ဝေါ်တယ် ထိုင်းနိုင်ငံရဲ့မြောက်ဘက်ပိုင်းကမြန်မာနိုင်ငံမှာရှိတဲ့ရှမ်းကုန်းမြစ်မြေဒေသရဲ့အဆက်ဖြစ်တယ်။ကြောက်ဖရားမြစ်နဲ့မဲခေါင်မြစ်တို့ဟာထိုင်းနိုင်ငံရဲ့အဓိကမြစ်တွေဖြစ်ကြတယ်။ အဲ့ဒီမြစ်တွေကကျေးလက်ဒေသတွေအတွက်ရေချောင်းသွားလာရေးတာမကစိုက်ပျိုးရေးအတွက်ပါအသုံးဝင်တယ်။တန်လွေမြစ်၊တောင်ရင်မြစ်နဲ့ပါချံမြစ်တို့ဟာထိုင်းနဲ့မြန်မာနှစ်နိုင်ငံကြားမှာရှိတဲ့နယ်နိမိတ်မြစ်တွေဖြစ်တဲ့ထိုင်းပင်လယ်ကွေးနဲ့ကပလီပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ကြည်ပြီးတော့တိမ်နဲ့ပင်လယ်ပြင်နဲ့တာယာလှပတဲ့ကမ်းခြေတွေများစွာရှိတယ်။အဲ့ဒါတွေကထိုင်းနိုင်ငံအတွက်အဖိုးတန်တဲ့သဘာဝအရင်းမြစ်တွေဖြစ်တယ်။ ထိုင်းနိုင်ငံကရေဘူးအားဖြင့်အပူပိုင်းဆူဆွတဲ့ရာသီဥတုရရှိတယ်။ဘန်ကောက်မြို့ဟာထိုင်းနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်တယ်။စုစုပေါင်းလူဦးရေရဲ့85ရာခိုင်နှုန်းကျော်ဟာထိုင်းလူမျိုးတွေဖြစ်ပြီးတော့အများစုဟာထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်။ရုံသုံးဘာသာစကားကတော့ထိုင်းဘာသာစကားဖြစ်တယ်။ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကြတဲ့လူဦးရေရဲ့ထောက်ဝက်နီးပါးဟာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကြင်ကြတယ်။စပားကနိုင်ငံရဲ့အရေးပါတဲ့စိုက်ပျိုးသီးနှံဖြစ်တဲ့ကမ္ဘာစံတင်ပို့မှု အများဆုံးနိုင်ငံတွေထဲမှာတစ်ခုပါတယ်။1993ခုနှစ်နောက်ပိုင်းမှာထိုင်းနိုင်ငံစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးရနေပြီးတော့စက်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုကိုအခြေပြုတဲ့စီးပွားရေးလုပ်ငန်းကို တဖြည်းဖြည်းနဲ့ကူးပြောင်းလာခဲ့တယ်။ ကဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့တဘာဝရင်းမြစ်တွေရှိတာရဲ့ရိုးရာဟင်းလျာတွေကကြော်ကြားတာကြောင့်မို့လို့ကဘာလက်ခီးသွားလုပ်ငန်းကထိုင်းနိုင်ငံရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့တယ်။အဓိကတင်ပို့ကုန်တွေကတော့ဆန်ရာဘာရေထွက်ကုန်ပြီးရင်အဝတ်အထည်ဖနက်မော်တော်ကားကွန်ပျူတာလျှက်စစ်ပစ္စည်းလက်ဝတ်ရတနာစတာတွေဖြစ်တယ်။ ထိုင်းနိုင်ငံကမြန်မာနိုင်ငံအပအဝင်ကမ္ဘာနိုင်ငံများစွာနဲ့ကုန်သွယ်ဖက်ဖြစ်တဲ့ထိုင်းနိုင်ငံမှာလူသုံးကုန်စားတောက်ကုန်လျှက်စစ်ပစ္စည်းစေးဝါစတာလေးကိုမြန်မာနိုင်ငံကိုတင်သွင်းနေမြန်မာနိုင်ငံကနေတဘာဝထန်းွေကို ထိုင်းနိုင်ငံကိုအဓိကတင်ပို့တယ်ထိုင်းနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတွေများစွာရှိပြီးတော့ကုန်သွယ်မှုလုပ်ငန်းတွေလည်းဖွံ့ဖြိုးတယ် ဒါကတော့ထိုင်းနိုင်ငံရဲ့မြေပုံလေးเนาะဒါကတော့ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဘန်ကောက်မြို့ရဲ့ပုံလေးပါဒီပုံလေးကတော့တော်ဝင်နန်းတော်1982ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီးတော့ကဘာလက်ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်တယ်ဒီတော်ဝင်နန်းတော်ပါဆိုလို့ရှင်နောက်ပြီးတော့နောက်ထပ်ကဘာလက်ခရီးသွားတွေကိုအများဆုံးဆွဲဆောင်ရဒေတာတစ်ခုဖြစ်တဲ့ဖုခက်ကန်းချီဒီပုံလေးနော် ကဲအခုဆိုရင်တားတို့သမီးတို့အားလုံးမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတနိုင်ငံချင်းစီရဲ့အကြောင်းကိုသိရှိသွားကြပြီနော်